အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရဲ့ဘဲတော့တယ်လေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါကုစုံဆိုတဲ့မင်္ဂလီကတော့စကြန်ဆိုတဲ့ကောင်းလေးတယောက်နဲ့ရွာမှာလက်ထပ်ခဲ့ပါတယ်စကြန်ကတော့ကာသမားတယောက်ဖြစ်ပြီးတနေ့ကြာမြင့်သွားခဲ့ပြီးရနမှာကုစုံကကလေးတယောက်မွေးဖွားလိုက်ပါရီ စတင်ကတော့ကောင်းမွန်ဖို့အတွက်အပြင်ကိုထွက်သွားနေခဲ့တဲ့အချိန်မှာသူကလေးလေးမွေးလိုက်ကြပါသူမရဟန်းကိုဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်တယောက်ကြာညနေခင်းအိမ်ကိုပြန်လာတဲ့အခါအရန်ဝမ်းသာပျော်ရွှင်သွားမယ်ဆိုတော့ကိုတိပြီးသူလဲပြောနေပါတယ်ဒါပေမဲ့စတင်အိမ်ကိုပြန်အောင်လာခဲ့တဲ့အခါမှာတော့ပြောလိုက်ပါတယ်ဒါဘလို့ဖြစ်ကြလဲနင်ကသမီးတယောက်မွေးဖွားလိုက်တာပဲငါကတော့တားလေးရမလားဆိုပြီးတော့မျှော်လင့်နေခဲ့ရဒုက္ခပဲကွာစိတ်ညစ်တယ်ရှင်တာပါရီပြောနေရလဲရှင် ကျမကသမီးလေးမွေးထားတာအရှင်မပြောဘူးလား။ကျမကတော့ရှင်အရန်ကိုဝမ်းသာပျော်ရွှင်သွားလိမ့်မယ်လို့ထင်နေခဲ့ရ။ကဲဒီမှာသေးချာနားထောင်။စင်ရတာတယောက်ရဲ့အိမ်မှာသမီးမိန်ကလေးမွေးလို့ပျော်ရွှင်တယ်ဆိုတာမရှိဘူး။တားယောက်ကြားလေးမွေးလာမှပျော်ရွှင်ရတာ။ကိုစုံကတော့အတော်လေးဝမ်းနေသွားခဲ့ပါတယ်။သူကသူ့သမီးလေးကိုကြည့်ပြီးအရန်ဝမ်းသာပျော်ရွှင်နေခဲ့ရပါ။ဒါပေမဲ့စကြင်ကတော့သူ့ရဲ့သမီးလေးကိုနည်းနည်းလေးတော့မချစ်ခဲ့ပါဘူး။နီတီကကျမတို့ရဲ့သမီးလေးပါရှင်။ရှင်တစ်ခေါက်လောက်တော့သူ့ကိုချီပါအောင်။ ကဲဒီမှာငါနောက်တစ်ခေါက်ဆိုရင်တော့တားယောက်ကြားလေးတယောက်လိုချင်တယ်နော်မဟုတ်ဘူးဆိုရင်တော့ငါအဆုံးမဆုံးနဲ့ဒါပေမဲ့ကိုစုံကတော့ကလေးဝင်မွေးလာလိုက်တော့အခုဆိုရင်တော့တမီလေးယောက်ဖြစ်သွားခဲ့ပါပြီတရမှာတော့စကြင်လေးအရက်တွေမူးယူအောင်တောက်ပြီးအိမ်ကိုပြန်လာခဲ့ပါရီရှင်မရှက်ဘူးလားအိမ်မှာစားတောက်ဖို့အတွက်တောင်းတော့ခက်ခဲချက်တဲနေအောင်ရှင်အရက်တောက်ပြီးတော့အိမ်ကိုပြန်လာရဲဟုတ်လားတမီလေးယောက်တောင်းမွေးထားမယ်ဆိုလို့ရှင်တော့ဒါရီဖြစ်လာမှာပဲလေတားလေးတယောက်တောင်းမွေးဖွားလိုက်မယ်ဆိုရင်တော့ဘလောက်တောင်းပြောစရာကောင်းလိုက်မလဲ မင်းကြိုက်တာတော့မင်းရဲ့သမီးတွေကိုတော့ငါလုံးဝရှောက်ဖွေမကျွေးမွေးပေးနိုင်တော့ဘူးကိုစုံကလည်းဝမ်းနေသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ငုံနေရင်းနဲ့ပြောလိုက်ပါတယ်ရှင်ရှက်စမ်းပါရှင်ကိုမွေးထားတဲ့ကလေးတွေကိုကိုဒီလိုပြောစီရလားရှင်သာတို့ကိုမကျွေးဘူးဆိုရင်တော့ဘယ်သူကတို့ကိုကျွေးမလဲတောင်းရရှိပြီးဘာမှမစားရတာကျမတို့စားတော့ဖို့ကြွားဟိုဟိုဒီဒီကနေလိုက်ကြောင်းပြီးကျွေးနေရတယ်ဒီပုံစံအတိုင်းကျမတို့ဘယ်အချိန်အထိနေထိုင်နေရမှာလဲ မင်းတို့ငါထပ်ပြီးတော့မကြည့်ရှုပဲနိုင်တော့ဘူးဒါကြောင့်အခုငါဒီကနေသွားတော့မယ်ငါအလောလောတဲ့နေရာမှာပဲသွားနေရောမယ်အဲ့ဒီနေရာမှာရတ်နာဆိုတဲ့မိန်းမတယောက်ရှိတယ်ငါတို့အရန်ချစ်တယ်အဲ့ဒါကြောင့်ငါအခုချိန်ကစပြီးသူနဲ့ပဲအတူတူနေမယ်မင်းစောင့်ကြည့်နေလိုက်ပါသူကတော့ငါအတွက်ကျင်းတည်ပေါ့တားယောက်ျားလေးတယောက်မွေးဖွားပေးလိမ့်မယ်လို့ငါယုံကြည်ရယ်မင်းကတော့ဒီမှာမင်းရဲ့သမီးတွေနဲ့အတူတူပဲနေလိုက်တော့ဒီနေရာစပြီးရောငါနဲ့မင်းတို့နဲ့ဘာမှမပတ်သက်တော့ဘူး ကိုစုံနဲ့ကလေးတွေငိုပဲငိုနေခဲ့ပေမဲ့စချင်ကတော့လက်မကြည့်ခဲ့ပါဘူးအားလုံးကိုထားပြီးထွားခွာသွားခဲ့ပါတယ်ကလေးတွေကတော့ဘိုက်စားလုံးလုံးငိုကြွေးနေခဲ့ကြပါတယ်စချင်ကထွားခွာသွားခဲ့ပြီးကိုစုံကတော့ဘာလို့လို့ဘာကန်ရှာမှမသိအောင်ဖြစ်နေခဲ့ပါတယ်သူမဘာနီလန်တခုမှရှာမတွေ့ခဲ့ပါဘူးသူမဘလို့လောက်ရမှာလဲအလုပ်တခုဘလို့စတင်ရမှာလဲကလေးတွေကိုတွေးမဖို့အတွက်သူမတခုခုလုံးမဖြစ်ပါတော့မယ်နီတီကတော့ဆယ်နှစ်အရွယ်ကလေးတယောက်ဖြစ်ပေမဲ့ကျန်တဲ့ကလေးတွေကအရင်ငယ်ကြပါသေးတယ် နေတီးလဲလာပြောလိုက်ပါတယ်။မမေရေးဘိုက်စားတယ်။တမီးတို့တခုခုကြွေးပါအောင်။ဒီအချိန်မှာနောက်ထပ်တမီးလေးတယောက်ကလည်းပြောလိုက်ပါတယ်။မမေရေးတမီးလဲဘိုက်စားတယ်။စိတ်ညစ်တယ်။ငါတော့လေအစိတ်တော်ကြွေးလိုက်ချင်တော့တယ်။ငါကိုယ်တိုင်လည်းအစိတ်စားပြီးနင်တို့ကိုလည်းအစိတ်ကြွေးလိုက်မယ်။တကယ်လို့အစာအိမ်တော်မရှိတော့ဘူးဆိုရင်တော့ဘိုက်စားစီကအကြောင်းလည်းဘာမှမရှိတော့ဘူး။နေတော့အခုလိုမျိုးအစာရေစာငတ်ပြတ်ပြီးခံစားနေရတာကိုတော့အမေလည်းမကြည့်ရတော့ဘူးခလေးရောရဲ့။သူမကမိဖို့ကန်နေသွားပြီးနောက်မှာတော့ တွားကြည့်လိုက်တဲ့အချိန်မှာနှုတ်မုတ်လေးတွေသာရှိပါတယ်။ဒီပဲနှုတ်မုတ်လေးအနေငယ်နဲ့ပါလို့လို့ရမှာလေ။တော်ပြီတော်ပြီငါဒါလေးတွေကိုပဲဖြော်ထားလိုက်ကြမယ်။သူဒီလိုစဉ်းစားပြီးထိုင်နေခဲ့တဲ့အချိန်မှာပဲအိမ်ကြီးချင်းအဖွားအိုတယောက်ရောက်ရှိလာခဲ့ပါရဲ့။ကုစုံကတော့အဖွားအိုကို သူ့အတွက်တောက်ဖို့ထားထားတဲ့နှုတ်အေးတစ်ခွက်ပေးလိုက်ပါရဲ့။တောက်ပြီးနောက်မှာတော့အမေကြီးကလည်းပြောသွားပါရဲ့။သမီးလေးရေနင်းဖြော်ထားတဲ့ပဲနှုတ်အေးကတော်တော်လေးကိုတောက်လို့ကောင်းတယ်။ အရင်တုန်းကဒီလောက်တောင်အရသာရှိတဲ့အေးအေးမျိုးငါဘယ်တော့မှမတောက်ခဲ့ဘူး။အမေရေကျမလည်းမတတ်နိုင်တော့ဘူးရှင်။အိမ်မှာစားတောက်ဖို့အတွက်ကလည်းဘာမှမရှိဘူး။ကလေးတွေကလည်းဘာတွေတောင်ကိုစားလုံးလုံးအောင်းငုံနေကြတယ်လေ။အိမ်မှာပဲနုံမုတ်လေးပဲရှိရနေကျမလည်းအဲ့ဒါလေးနဲ့ဖြော်ရီဖြော်လိုက်တာ။ကျမမှမွေးထတာကမင်းကလေးတွေကြီးပဲအလုပ်တစ်ခုခုသွားလုပ်မယ်ဆိုရင်လည်းဒီမင်းကလေးတွေကိုအိမ်မှာထားပြီးကျမဘယ်မှာအလုပ်သွားလုပ်ရမလဲ။ဒီနေ့ခင်မကဘယ်သူကောင်မှယုံကြည်လို့ရတာမဟုတ်တော့ဘူးလေ။ ။အော်နေရလေဘာဖြစ်လို့အပြင်ချက်ပြီးရောအလုပ်လုပ်ဖို့အတွက်စဉ်းစားနေရတာလဲ။နေပဲတော့လေလောက်ချောင်းပါလား။ငါအမခံချက်ထားပြီးရောပြောနိုင်တယ်။ဘယ်သူမှအခုလိုမျိုးကောင်းတဲ့ဖြော်ရည်မျိုးကိုဖြော်တတ်ကြမှာမဟုတ်ဘူး။အမေကြီးကလည်းကျမဒီဖြော်ရည်ကိုဖြော်ရောင်းဖို့ဆိုရင်တော့အရင်နေ့ကလိုအပ်သေးရဲ့လေ။ကျမမအရင်နေ့ကလည်းမရှိပါဘူးရှင်အရင်နေ့ရသွားမယ်ဆိုရင်တော့မှတကယ်ပဲလူတွေက ကျမလောက်ရောင်းနေပဲနှုတ်ရှိကိုသဘောကျပါမလားနေရလေ တကယ်လို့ဘယ်လိုလုပ်ချင်လဲဆိုရင်တော့နင်းကိုအကူအညီပေးမဲ့သူတွေရှိနေရပဲလေ။နင်းကိုယ်တော်နဲ့တွားပြီးတော့သူ့စီကနေဘယ်လိုမဟုတ်တွေခဏလောက်ယူပြီးရှောင်းလိုက်ပေါ့။ရလာတဲ့အခါကျရင်တော့ပတ်စံကိုအရေးကြပေးသွင်းလို့လည်းရတယ်။နင်းအဆင်ပြေတယ်လို့ထင်တဲ့အခါကျလို့ရှင်တော့လုပ်ကိုဆက်လက်လုပ်ကင်လို့လည်းရပြီ။ငါနဲ့ကိုအကြံဉာဏ်ပဲပေးလို့ရတာနော်။ကျွန်တော်ကတော့နင်းရဲ့သဘောဆန္ဒအတိုင်းပဲ။ကိုစုံကလည်းအကြံဉာဏ်ကကောင်းလို့နေတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမှစောတစ်ခေါက်လောက်စူးစမ်းကြည့်ခြင်းခဲ့ပါရဲ့။ ။ဒါကြောင့်သူကလည်းသူရဲ့ရက်ွက်ယုံကိုတော်ပြီးနောက်မှာတော့ပြောလိုက်ပါရီ။အမကြီးအမကျွန်မအကူအညီလေးတစ်ခုလောက်တောင်းချင်လို့ပါရှင်။ပြဘာကလည်းပြောပါရီ။ဘလို့အကူအညီကိုတောင်းချင်တာလဲကိုစုံမြေပြောလေ။အမကဒုက္ခရောက်နေတဲ့သူတွေကိုလည်းအကူအညီပေးတယ်မဟုတ်လား။အိမ်မှာအားလုံးစားတော့ဖို့အတွက်ခက်ခဲနေကြလို့ပါ။ကျမယောက်ျားကလည်းကျမသမီးတွေကြီးပဲမွေးထားတယ်ဆိုပြီးကျမကိုထားပြီးတော့နောက်အိမ်ချောင်းပြုတ်သွားခဲ့ပြီ။ခလေးတွေလည်းအရန်ကိုဗိုက်စာလို့အောင်းငုံနေကြလျက် အဲ့ဒါကြောင့်လေဒီမှာအမရောင်းနေတယ်ပဲနှုတ်မဟုတ်တွေကနေကျမကိုအနှဲငယ်ခွဲပြီးတော့ပေးလိုက်ပါလိုက်ကျမလည်းအလုပ်လေးတခုခုစတင်လောက်ကင်လို့ရသွားအောင်ပါရားတဲ့ပတ်စံနဲ့ကျမရှေးဆက်ပြီးတော့အလုပ်ကိုတိုးလောက်သွားပါမယ်အခုလောလောဆယ်တော့ကျမအကူညီနည်းနည်းလောက်လိုအပ်နေလို့ပါဟောကုစွန်မြေနဲ့အလောက်တောင်မှဒုက္ခတွေရောက်နေခဲ့ရပဲငါတကယ်စိတ်မကောင်းပါဘူးဘလို့မဆိုတမိမိန်ကလေးတွေဆိုတာကတားယောက်ကြားလေးတွေထပ်ပို့ပြီးတော့ကောင်းပါတယ်ငါနဲ့ကိုအကူညီပေးမယ်နော် နေဘယ်တော့မလို့ခြင်းနဲ့ဆိုရင်တော့ဒီမှာအားလုံးကိုယူသွားလိုက်ဆယ်ထုပ်ရှိတယ်။ကိုစုံလက်အရန်ကိုဝမ်းတာပြောရွှင်သွားခဲ့ပါလေ။ဒီလောက်ထီရမှာသူမကိုအကူအညီပေးကြလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ရအမှန်ပါ။သူမကအိမ်အရှိလေးမှာပဲဆိုင်ကန်းအသေးလေးတီးဆောက်ပြီးနောက်မှာတော့ဘဲနို့ရောင်းခဲ့ပါရီဒီအနေနဲ့ပဝင်ချင်းကနေဖြတ်သွားနေတဲ့သူတွေကလည်းမေးသွားခဲ့ကြပါရီနေပါအောင်နေကြပါရီလို့နေရတယ်အရင်တုန်းကတော့ဒီမှာဘာမှလည်းရှိတာမဟုတ်ပါဘူးဒီအချိန်မှာတော့ကုဆုံကလည်းပြောလိုက်ပါရီ ။ဟုတ်ကဲ့ပါအကိုရဲ့ဒါကတော့ကျမရောင်းနေတယ်ပဲနို့လေ။လာခဲ့ပါလာခဲ့ပါဒီမှာတစ်ခွက်လောက်တောက်ကြည့်ပါဦး။ခနာကိုတစ်ခုလုံးအေးချမ်းသွားလိမ့်မယ်တိလား။ကျမအများကြီးဈေးတင်ပြီးတော့မရောင်းထားပါဘူးရှင်။တစ်ခွက်ကိုတက်ဆယ်ပဲကြပါရည်။ဟွန်းဒါကတော့အစ်စ်ပဲနော်။တစ်ခါမှမကြဘူး။ငါတို့တစ်ခွက်လောက်တောက်ကြည့်ခြင်းနဲ့ငါတို့ကိုတစ်ခွက်စီထည့်ပေးစမ်းပါဦး။သူတို့အေးအေးကိုတောက်ပြီးနောက်မှာတော့အရန်ကိုစိတ်ထဲမှာရှင်လန်းတက်ကြွားသွားခဲ့ပါလေ။ကောင်းတော့ပဲအရသာရှိတယ်။ဒါတော့အရသာရှိတဲ့ဖြော်ရည်မျိုးငါတို့ဘယ်တော့မှမတောက်ခဲ့ဘူး။ ဒီလိုနဲ့ပဲကိုစမီရဆိုင်လေးကအတော်လေးကိုအဆင်ပြေလာခဲ့ပါတယ်။သူရဲ့စီးပွားရေးအခြေအနေကမထင်မှားထားလောက်အောင်တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ပထမဦးဆုံးလေးရက်လေးမှာပဲသူမပတ်စံအများကြီးရှာနိုင်သွားပါတယ်။ပတ်စံမရလာတဲ့အခါမှာသူကခလေးတွေကို ထမင်းအဝါကျွေးခဲ့ပါတယ်။ကြံတဲ့ပတ်စံတွေနဲ့သူမကပဲနှိုးတွေကိုဖျော်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေတဝဲခဲ့ပါတယ်။ဒီနောက်မှာတော့ကိုစုံကနေစနေတိုင်းပိုပြီးအရသာရှိပြီးကောင်းမွန်တဲ့နှုတ်အေးတွေကိုဖျော်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ ူမကဘဲနိုတွေမှာကမီကယ်ပစ္စည်းတွေဘယ်တော့မှရောမထည့်ပဲနဲ့တန်တန်ရှင်းရှင်းပဲဖျော်တိုက်ခဲ့ပါရီ။ဒါကြောင့်ကလေးလူကြီးအားလုံးကလည်းကြိုက်ကြပါရီ။ဒီလိုနဲ့ပဲလပေါင်းများစွာကုန်ဆုံးသွားခဲ့ပါရီ။ကုစုံကတော့သူ့ရဲ့ကလေးတွေကိုကြောင်းအနံပေးလိုက်ပါရီ။အခုဆိုရင်တော့အေးအေးကိုအရန်ကြိုက်ကြလွန်တဲ့အတွက်ကြောင့်မို့လို့လူတွေကလည်းအများကြီးလာဝဲတောက်ကြပါရီ။ဒီမတယောက်ထဲအလုပ်တွေကိုမနိုင်တော့ပါဘူး။ဒါကြောင့်သူမကရွာမှာအလုံးမရှိတဲ့အမျိုးသမီးတွေကိုဆိုင်မှာခေါ်ပြီးခိုင်းခဲ့ပါတယ်။သူမဆိုင်တတိလေးကလည်းအခုဆိုရင်တော့ဆိုင်အကြီးကြီးဖြစ်လာခဲ့ပါပြီ။ ၃နှစ်ကြာမြင့်သွားခဲ့တဲ့အခါမှာဆက်ချင်းပြန်လာခဲ့ပါတယ်။သူ့မိမကိုစုံအယံကိုအောင်မြင်နေတော့ကိုတွေ့ခဲ့ရတဲ့အခါမှာတော့အံ့အားတင်သွားခဲ့ရပါဘော။မင်းအခုဒီဆိုင်ရဲ့ပိုင်ရှင်လား။ဟုတ်တယ်၊ကျမဒီဆိုင်ရဲ့ပိုင်ရှင်ပဲ။ကဲပြောပါ၊ရှင်ဖြော်ရီဘယ်နှခွက်လို့ချင်လို့လဲ။ငါမင်းစိတ်ကနေပြီးတော့ဖြော်ရီလာဝဲတောက်ကြမဟုတ်ဘူး။ဒီအနီးနားမှာအားလုံးကမင်းလောက်ရောင်းနေတဲ့နှုတ်အေးအယံတောက်ကောင်းတယ်ဆိုပြီးတော့ပြောနေကြတာနဲ့ငါနဲ့ငါတို့ရွာကဘယ်သူကများရောင်းနေရလဲသိချင်လို့လာကြည့်ရ။ ရှင်ဘာထင်နေရလဲရှင်ကျမတို့ကိုပြစ်ပြီးထွက်ပြေးသွားတာနဲ့ပဲကျမနဲ့ကျမရဲ့သမီးလေးတွေတေသွားလိမ့်မယ်လို့ထင်နေရလားကျမကတို့ရဲ့အမိပါသူတို့လေးတွေနည်းနည်းလေးတော့မှမထိခိုက်ဖို့အတွက်ကျမတာဝန်ယူနိုင်တယ်ကျမကြောင့်လည်းအခုဆိုရင်တော့ကျမလိုမျိုးအမျိုးသမီး၁၀ယောက်လောက်ဘဝကိုရှင်တန်ရက်တည်နေနိုင်ကြပြီငါတောင်းပန်ပါတယ်ကိုစမီးငါမှားသွားပါတယ်မဟုတ်တာကျမရှင်မရှိပဲနဲ့အရာအားလုံးဖျက်ချော်ပြီးသွားခဲ့ပြီကျမကိုရဲအောင်မြင်နေပြီကျမလိုမျိုးသမီးတွေအားလုံးကိုလည်းကျမပြန်ပြီးတော့အကူအညီပေးနိုင်တဲ့အခြေအနေတစ်ခုကိုရောက်နေပြီ ျမရှင်ကိုအရင်ကလိုအံ့နေခဲ့တဲ့အချိန်မှာရှင်ကျမကိုတယောက်ထဲထားပစ်ပြီးထွက်သွားခဲ့တယ်။ခလေးလေးယောက်ကိုတယောက်ထဲစောက်ရှောက်ပေးရတယ်ဆိုတာကလည်းကိုရဲကိစ္စမဟုတ်ဘူး။တော်သေးရပေါ့ကျမကိုအကူအညီပေးရတူတွေရှိနေခဲ့လို့သူတို့မကူညီပေးဘူးဆိုရင်တော့ကျမခလေးဝင်နေတဲ့အတူတူကျမတတ်သေးပြီးလောက်ပြီးရှင်တော်ယောက်ျားမျိုးကတော့ကျမအခုချိန်မှာလုံးဝမလိုအပ်တော့ဘူးအခုရှင်ထွက်သွားလိုက်ပါတော့ရှင်ကိုတားမွေပေးနိုင်မယ်ဆိုပြီးတော့ထင်မှတ်ထားတဲ့အမျိုးသမီးကရှင်တို့အသင့်တော်ဆုံးပဲကျမရဲ့သမီးလေးတွေကကျမအတွက်ကုန်တိတ်ခါပဲ ောက်လာကြရင်တော့ကျမမျိုးပေါ်မှာလည်းဒီထက်ပိုကြီးတဲ့ဆိုင်ဒီဇိုင်းကိုဖွင့်ဖို့စီစဉ်ထားတယ်။အားဒီဆိုင်မှာကျမအကူကြီးကင်းမဲနေရဲ့အမျိုးသမီးတွေအများကြီးကိုလောက်ခံထားမယ်။ရှင်ဒီကထွက်သွားလိုက်ပါတော့။စဂျင်ကလည်းထွက်သွားခဲ့ရပါတယ်။သူမကလည်းအလုပ်တွေပြန်ရှုပ်သွားခဲ့ပါတယ်။သူမတော်တော်လေးကိုလည်းအောင်မြင်သွားခဲ့ပါပြီ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ရက်ဆက်လုံးနဲ့အမျိုးသမီးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။အာရှကတော့မြင့်မြတ်တဲ့အပင်ကိုပူဆောင်းနေရှင်နဲ့ပြောလိုက်ပါတယ်။မေရောကျမတို့ကိုပြောရွှင်ချမ်းမြေမှုနဲ့အတူတူ ဥစ္စာတွေကိုလည်းကြိုးပေါအောင်လို့လုပ်ပေးပါ။ကဲကဲကဲဒီမှာမိမကြီး။ငါလဲရဲသွားပြီးတော့အလုပ်လေးပါလေးသွားလုပ်အောင်မယ်ကွာ။ခမင်းကိုတော့အချိန်မှန်ပို့ပေးလိုက်ပါနော်။ဟုတ်ကဲ့ပါရှင်။ကျွန်မပို့ပေးလိုက်ပါမယ်။အာရှကတော့မဲတော့ကိုယုံကြည်ကိုကွယ်တို့တို့ပါ။သူကနေ့စဉ်နေ့တိုင်းမြင်မြတ်တဲ့အပင်ကိုစောက်ရှောက်တဲ့မဲတော့ကိုအမြဲတမ်းရှခိုးပူစော်လေးရှိပါရဲ့။ကိုဗင်းနဲ့အာရှတို့စီမှာသားသမီးနှစ်ယောက်ရှိပါရဲ့။သားတစ်ယောက်နဲ့သမီးတစ်ယောက်ပါ။ ဒါကတော့ဖခင်ဖြစ်သူနဲ့အတူတူအလို့တွေကိုဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေခဲ့ပြီးသမီးဖြစ်သူကတော့ကြောင်းတက်နေပါတယ်။ဒါဖာနှစ်ယောက်လုံးရဲ့ကြိုးစားအားထုတ်မှုကြောင့်လေယာစိုက်ပျိုးရေးလုပ်ငန်းတော်လေးအဆင်ပြေပါတယ်။အဖေဒီတစ်ခါကျွန်တော်ရဲ့ဇီဝရေးအခြေအနေတော်လေးအဆင်ပြေရသေးလား။ကျွန်တော်တို့သီးပင်စားပင်တွေကောင်းကောင်းအထွက်တိုးလိမ့်မယ်လို့ထင်နေ။ဟုတ်တယ်ဒါလေးရေကောင်းတယ်။အဖေတို့သီးနှံအထွက်တိုးတော့မှပတ်စံတွေအများကြီးရမှာဒီတော့မှငါသားလေးကိုကြီးကျယ်ခနာစွာလက်ထပ်ပေးလို့ရမှာလေ။ ။ရှင်ရလေဒါပါစကားတွေပြောနေရလေအရင်ဆုံးမိန်ကလေးတယောက်လိုက်ရှာလိုက်ပါအောင်ရှင်။ငါမိန်ကလေးကိုတော့ကြည်ပြီးသွားပြီ။ငါတို့တကယ်ချင်းရဲ့တမီးလေးလေလက်သားကိုပဲငါရဲ့အင်ကာချွေးမလေးဖြစ်စေခြင်းနဲ့ကဲတကယ်လို့ဒီမိန်ကလေးကပဲကျမတို့အင်ကာချွေးမလေးဖြစ်လာရမယ်ဆိုရင်တော့ဘော်ဒီကိုရှင်ထပ်ပြီးတော့စောင်းဆိုင်နေသေးရလေ။အများဆုံးပဲတရရဲ့မင်္ဂလာပွဲကိုစီစဉ်ပေးလိုက်တော်လိမ့်ရှင်။တို့ရဲ့တင်းနဲ့တွေချိတ်တင်းရောင်းချပြီးသွားတဲ့အခါမှာတော့တာဖြစ်သူကိုအမြန်ဆုံးလက်ထပ်ပြီးချွေးမော်လီအင်ကိုခေါ်လာခဲ့ပါရဲ့ ။ချိန်မလေးအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာရခမဖြစ်သူလည်းအရန်ကိုဝမ်းသာပျော်ရွှင်သွားပါရဲ့။ကြည့်ပါအောင်ငါချိန်မလေးတအားချစ်စရာကောင်းတာပဲ။အနီးနားမှာရှိတဲ့သူတွေအကုန်လုံးသူ့ကိုတွေးလိုက်ရရင်တော့ဝမ်းသာပျော်ရွှင်သွားကြလိမ့်မယ်။ဒီနေ့တော့တမီးလည်းနှီးတိုင်းရောင်းမချက်ပေးတဲ့ထမင်းကိုပဲစားတော့မယ်။ဟုတ်တယ်ဟုတ်တယ်စားစားစား။လက်တော်လေးနောင်နီးရောက်ဆောက်ပြီးအိမ်လုံးတွေအားလုံးကိုလောက်ကိုင်းခဲ့ပါရဲ့။ချွေမလေးရောက်ရှိလာခဲ့တဲ့အခါမှာတော့ရခမဖြစ်သူကလည်းဘူးစော်ပွဲတွေကိုအရင်တုန်းကထပ်ပို့ပြီးကျင်းပခဲ့ပါရဲ့ မဲတော့ကျမရဲ့အိမ်မှာအေးချမ်းတာယာမှုတွေအများကြီးရှိနေပါစေ။ဒီပုံစံအတိုင်းလေးပဲအေးချမ်းနေအောင်ကိုကျမလိုချင်ပါတယ်။အချိန်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးနေခဲ့ပါတယ်။တရားမတော်ဖွာခင်ဖြစ်သူကသူ့သားလေးကိုပြောခဲ့ပါတယ်။ကဲတားရီအဖေမျိုးပေါ်ကိုခဏလေးတွားပြီးရောမျိုးစေ့တွေတောက်ဝဲအောင်မဲတော့အဖေညနေခင်းမှပြန်လာခင်မယ်နော်။တခုခုမှကျွန်တော်ရှင်တော့တခါတည်းမှလိုက်လေတားရဲ့မမာတော့ပါဘူးအဖေရဲ့ဘာမှမှားစရာမရှိဘူး။အဖေမျိုးစေ့တွေပဲဝယ်ပြီးရောအိမ်ကိုပြန်လာခဲ့လိုက်ပါ။ ကောင်းပြီကောင်းပြီတာကြီးဒါဆိုရင်တော့အဖေသွားအောင်မယ်။ဖာခင်ဖြစ်သူကမြို့ပေါ်ကိုကြာသွားခဲ့ပြီမယ်။ပြန်မလာနိုင်ခဲ့ပါဘူး။လမ်းမှာပဲမတော်တဆမှုတစ်ခုကြောင့်သူပွဲလွန်သွားခဲ့ပါရီ။ရှင်ဘာဖြစ်လို့ကျမကိုအစောကြီးထားသွားရတာလဲရှင်တကယ်ပါပဲ။ရှင်ထွက်သွားပြီဆိုပေမဲ့ကျမအမြန်ဆုံးရှင်တော့ကိုလိုက်ခဲ့မယ်နော်။အမေရဲ့ဘလို့ပြောနေရလဲအမေရဲ့အမေမရှိတော့ရင်ကျွန်တော်ဘသူ့အားကိုပြီးတော့နေထိုင်ရမလဲ။ယောက်ျားခွဲလွန်သွားခဲ့တဲ့နောက်မှာတော့သူရဲ့မိန်းမကအတော်လေးနေမကောင်းဖြစ်နေခဲ့ပါရီ။ အချိန်ကုန်လုံးစိတ်ညစ်ဝမ်းနဲ့နေခဲ့ပြီးအိပ်ရာတွေလည်းသွားခဲ့ပါရည်။ဒီလောက်ထိနေမကောင်းဖြစ်နေခဲ့ပေမဲ့သူကနေရောညာပါဖျားရှိခိုးဖို့ပဲတုံးကောင်းမမမေးခဲ့ပါဘူး။တရားမှာတော့သူမဖျားရှိခိုးနေနဲ့ကြာမရေးချင်းနေတော်လေးဆိုရွားသွားခဲ့ပါရည်။အမေရဲ့အမေဒါပါဖြစ်သွားတာလေအမေရဲ့။တမီးအမေမရှိရောတဲ့နောက်နေနေစဉ်ဒီတိုင်းဖျားရှိခိုးရမယ်နော်။ဖျားရှိခိုးဖို့အကြောလုံးဝမမေးနဲ့ကြားလား။အဲ့ဒါဆိုလို့ရှင်ဘာဖြစ်မှလဲအမေ။အယူမရဲ့ငါမရှိရတဲ့အခါကြရင်တော့ မင်းတို့ကိုယ်တိုင်ကဘယ်နှစ်ကိုစောက်ရှောက်ပေးမှာဘယ်သူကောင်းမနေကိုစောက်ရှောက်ပေးမှာမဟုတ်ဘူးလေပြောဆိုပြီးနောက်မှာတော့အာရှာလဲကွယ်လွန်သွားခဲ့ပါတယ်မိဘနှစ်ပါးလုံးကွယ်လွန်သွားခဲ့တဲ့အခါမှာတော့တနာစရာကောင်းတဲ့ပလတ်ကတော့တရားအောင်ထဲကျနေခဲ့ရပါတယ်အကိုဖြစ်သူကတော့သူညမလေးကိုတေချာစောက်ရှောက်ပေးပါတယ်ဒါပေမဲ့ရှောင်းမဖြစ်သူကတော့ရခမသေးဆုံးသွားတာနဲ့ချက်ချင်းပြောင်းလဲခဲ့ပါတယ်တရားမှာတော့တယောက်ကြောင့်ရှိမှသူပြောလိုက်ပါတယ်ကျမတယောက်ထဲအိမ်လုံးတွေအားလုံးကိုလောက်ရတာအရန်ပင်ပန်းနဲ့တယောက်ချင်းမလုံနိုင်တော့ဘူး နောက်နေ့ဆက်ပြီးရရှင်ညီမကိုကြောင်းမတော်ခိုင်းကြောင်းနဲ့သူလည်းကျမနဲ့အတူတူအလို့တွေကိုဝိုင်းကိုလောက်ပေးရလိမ့်မယ်။မင်းတကယ်ပဲဒါဘာတွေပြောနေရလဲကွာ။ကျမပြောနေတဲ့စကားတွေကိုရှင်မကြားဘူးလား။အရှင်ကျမပြောတာကိုသဘောမတူဘူးဆိုရင်တော့ကျမရဲ့မိဘအိမ်ကိုကျမပြန်တော့မယ်တခါလေးလိုက်ပို့ပေးလိုက်တော့ပြီးရင်တော့ရှင်တို့မောင်နှမနှစ်ယောက်ထဲဒီမှာစိတ်အေးတသက်သွားနေနေထိုင်ကြတော့လက်သားရဲ့ဒီချိန်ချောင်းမှုကတော်လေးကိုအလို့ဖြစ်သွားခဲ့ပါရဲ့။နဝင်းကလည်းသူ့မိမပြောတဲ့စကားတွေကိုလက်ခံခဲ့ရပါရဲ့။ အခုဆိုရင်တော့မင်းသမီးလေးတပားလုံးနေထိုင်ခဲ့တဲ့ပလတ်ခမားဒီအိမ်ကအလုတ်သမားတယောက်ဖြစ်နေကြရပါပြီ။သူ့ရောင်မကတော့အိမ်လုံးတွေအားလုံးတယောက်ထဲခိုင်းစေခဲ့ပါပြီ။သူကိုယ်တိုင်ကတော့တယောက်တည်းအေးအေးဆေးဆေးအနားယူနေခဲ့ရပေါ့။အနားစရာကောင်းတဲ့ပလတ်ကတော့ထမင်းအောင်ကောင်းကောင်းမစားရပါဘူး။ဒီအချိန်လေးမှာတော့သူ့မိမှသွားခဲ့တဲ့အတိုင်းပဲသူကတော့ဖျားရှခိုပူစောရာကိုလှုပ်ပါလေ။မဲတော့ကျမတယောက်ထဲဖြစ်သွားပြီတိလား။ကျမရောင်မကလည်းကျမအရင်အနှိမ့်ဆက်တယ်အကိုကလည်းကျမနောက်မှမရှိဘူးကျမဒီအိမ်မှာမနေချင်တော့ဘူး ပလက်အခုလိုပြောလိုက်တဲ့အချိန်မှာပဲမြင်မြတ်တဲ့တစ်ပင်တွေရဲ့အတန်ကိုကြားလိုက်ရပါတယ်။အမီလေးရဲ့မငိုပါနဲ့အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ငါကလည်းနေရဲ့အမီပဲမဟုတ်လား။အားရကြောင်နေငါနဲ့အတူတူပဲနေဟုတ်ပြီလား။ဘယ်သူလဲဘယ်သူပြောနေရလဲဒီစကားတွေအားလုံး။ငါကနေရဲ့မေတော်ပါတမီလေးရဲ့မေတော်ပြောနေရလိ။ငါနဲ့စီအမြန်ဆုံးလာခဲ့မယ်။အဲ့ဒီခါကျရင်တော့နေငါနဲ့တသက်အလုံးပျော်ပျော်ရွှင်ရွှင်နေသွားလို့ရပြီ။တကယ်ပြောနေရလားအမီတကယ်ပြောနေရလား။ ။အရင်နေ့ကစပြီးတော့ပလတ်ကလည်းမဲတော့စီကကုညီဆောင်မမှုတွေကိုရရှိသွားခဲ့ပါရီ။တရက်မှာတော့ပလတ်လဲရဘက်ကိုတွားနေခဲ့တဲ့အချိန်မှာပဲနမ်းမအမျိုးသမီးတယောက်နဲ့တွေ့ဆုံခဲ့ရပါရီ။ဘယ်သူများလဲရှင်။အမေကမမှတ်မိဘူးလား။တမီးရဲ့တမီးရဲ့မဲတော်လီ။တမီးရဲ့ဒီနေ့ကစပြီးတော့အမေနဲ့အတူတူနေရမယ်နော်။ဒါပေမဲ့အမေရဲ့ကျမတို့ကဘယ်မှာတွားနေရမှာလဲ။အမေတို့ဒီနားမှာပဲနေကြတာပေါ့ဒီလေယာပိုင်ဆိုင်မှုတဝက်ကနင်းလဲပိုင်တယ်လေအဲဒါကြောင့်နင့်အနေနဲ့ပိုင်ဆိုင်မှုတွေကိုတဝက်စီခွဲဝေဖို့ကြွလိုအပ်တယ် ဖြစ်ပါမလားရှင်အကိုကကျမကိုထားရီအားလုံးပေးပါမလားဘာဖြစ်လို့ပေးရမှာလဲပေးမှာပေါ့တတိတခြားစကားတော့ပြောကြည့်ပေးလိမ့်မယ်ဒီလိုနဲ့ဒီမကလည်းဒီမအကိုစီသွားပြီးနောက်မှာတော့အမွေတဝက်တောင်းလိုက်ပါရီနဖင်းကတော့အမွေမခွဲပေးနိုင်ဘူးဆိုပြီးညင်းပယ်လိုက်ပါရီဒီအချိန်မှာဒီမလုံးဝကိုအားမလျှော့ဘဲနဲ့ကြည်ကြလိုက်ပါရီဒီမကိုကျမအကိုနဲ့အတူတူမနေချင်တော့ဘူးကျမပိုင်ဆိုင်မှုတဝက်ကျမကိုပေးပါကျမကိုယ်တိုင်အလောက်လောက်ပြီးတော့ကိုဟောက်ကိုနေဖို့အတွက်စောင့်ဖြတ်ထားတယ်ကျမကိုအမွေခွဲပေးပါတော့ နေတာရီအားလုံးကိုဘယ်လိုလုပ်မှာလဲပြီးတော့လဲရဆိုင်ပြောရေးဆိုတာကလွယ်ကူတဲ့ကိစ္စလည်းမဟုတ်ဘူးလေနင်လုံနိုင်ပါမလားဒါရီအားလုံးကိုလုပ်ဖို့ကြောဘလောက်ကြောင်မှအားဆိုင်ထုတ်ရလဲဆိုတာကိုရောနင်သိလားတွေ့လားရှင်ကြီးမဘလောက်တောင်ဆိုလဲဆိုတာကိုရှင်တွေ့ပြီမလားသူကအသက်ရွယ်တော့မရောက်သေးဘူးကိုရဲကအမွေတောင်တက်နေပြီဒီမှာရောက်မှကျမကိုနဲ့ကျမစကားပြောနေရနော်ဘာမှဝင်ပြောနေစရာအကြောင်းမရှိဘူးဒါရီအားလုံးကရောင်းမကြောင်ပဲဖြစ်ဖြစ်နေရတာနားလေလားကျမရောင်းမနဲ့အတူတူမနေချင်ဘူးရှင် ဟဲ့ငါလည်းအနေနဲ့အတူတူနေချင်တယ်လို့မြောင်နင်းထင်နေရလားလှုပ်လေလှုပ်ပေါ့နင်တို့အမွေခွဲချင်တယ်ဆိုလို့ရှင်လဲခွဲကြပြင်တော့ဘယ်မှာသွားနေချင်လဲသွားနေကြတော့အကိုဖြစ်သူကလည်းစိတ်ပြတ်သွားတဲ့အကြွညီမလေးကိုအမွေခွဲပေးလိုက်ပါတော့တယ်ဒီနောက်မှာတော့ပလတ်ကလည်းသူ့ရဲ့မေတော်နဲ့အတူတူအိမ်လေးတိုင်ဆောက်လုပ်ပြီးနေထိုင်ခဲ့ပါတယ်မေတော်သားတော့ပလတ်ကိုတတော်လေးကယူတဆိုင်ဆောက်ရှောက်ပေးခဲ့ပါတယ်သူမကထမင်းဟင်မျိုးဆောင်လေးချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်အတူတူလည်းစောက်ကစားပေးပြီးပြောရွှင်အောင်ချပေးပါသေးတယ် ကျန်တဲ့လျော်ဆိုင်ခင်းတွေအကုန်လုံးကတီးနှံတွေဖြစ်ထွန်းနေခဲ့ပေမယ့်ပလက်ရဲ့လျော်မြေတစ်ခုလုံးကတော့ဘာတီးနှံမှမဖြစ်ထွန်းတာပါပလက်ရဲ့လွတ်နေတဲ့လျော်ဆိုင်ခင်းကြီးကိုတွေ့ကြရတဲ့အခါမှာတော့သူ့ရှောင်းမလာပြောလိုက်ပါတယ်။နေရမြလျော်ဆိုင်ပြောရင်းလုံးမယ်ဆိုပြီးတော့ကြွေးကြော်နေခဲ့တာဘလို့လဲအခုပါဖြစ်သွားလေ။နေရဆိုင်ခင်းတစ်ခုလုံးကိုကြည့်စမ်း။နေပါတစ်ခုမှအဆင်ပြေမှမဟုတ်ဘူးစောင့်ကြည့်နေလိုက်။ပြောဆိုပြီးရောင်းမဖြစ်တော့ပြန်သွားခဲ့ပါတယ်။နောက်နေ့တမပြန်လာကြည့်လိုက်တဲ့အခါမှာတော့အံအားသင့်သွားခဲ့ရပါတယ်။ ။အလတ်ကြီးလျာဆိုင်ခင်းကတခြားသူတွေရဲ့လျာမျိုးတွေထက်ပိုပြီးစိမ့်လန့်ဆိုပြေးခဲ့လို့ပါပဲ။လက်သားလက်တော်လေးအာအတင်သွားခဲ့ရပေါ့။ဒါဘလို့ဖြစ်တော်လဲထူးဆောင်လိုက်တော့မနေ့အထီးသူရဲ့လျာဆိုင်ခင်းတခုလုံးကဘာမှလည်းမရှိပါဘူး။ဒီနေ့ဘလို့ဖြစ်ပြီးဒီလောက်တောင်မှလှပနေတဲ့ဆိုင်ခင်းတခုပိုင်းဆိုင်သွားတာလေအန်အော့စီကကောင်းလိုက်တော့ဒီအချိန်မှာလက်သားကမေတို့ကိုတွေ့မြင်သွားပါရီ။သူကလည်းအာအတင်လွန်သွားခဲ့တဲ့အတွက်အကြောင်းမို့လို့မိလိုက်ပါရီ။ နေပေါင်းဒီမျိုးသမီးရောက်ဘယ်သူလဲငါရောင်မလေးရဲ့စိုက်ခင်းထဲမှာသူဘာဖြစ်လို့လာနေနေရတာလဲကြည်ရတာသူကမော်ဆီယာမတွေဘာတွေပဲဖြစ်ရမယ်အင်းပလက်ကသူ့ကိုအတုံးချနေရဖြစ်မယ်ဒီလိုနဲ့နောက်ထပ်ရလည်ငယ်ကြသွားတဲ့အခါမှာအကြောင်းသူတွေအကုန်လုံးတင်းနဲ့ရိတ်သိမ်းရမယ့်အချိန်ရောက်ရှိလာခဲ့ပြီးပလက်ကတော့တင်းနဲ့တွေအများကြီးဖြစ်ထွန်းခဲ့ပါတယ်ဒါပေမဲ့အကိုဖြစ်သူနဲ့ရောင်မဖြစ်သူကတော့အရှုံးပေါ်သွားခဲ့ရပါတယ်လတားရီဘလို့ဖြစ်တာလဲငါရရဲ့စိုက်ခင်တွေကကောင်းကောင်းအဆင်ပြေနေခဲ့ရမဟုတ်လားကျမသိတယ်ဒါရီဘလို့ဖြစ်တာလဲဆိုတာ ရှင်သိလားပလက်စီမှာမော်ဆီယမတယောက်ရှိနေတယ်။ရှင်မယုံဘူးဆိုင်တော့ရှင်ညီမလေးကိုတော့မေးကြည့်လိုက်လေ။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့နဗင်းကလည်းမယုံကြည်နိုင်အောင်ဖြစ်သွားပါပြီ။ပလက်ရဲ့အိမ်ကိုတော့ကြည့်လိုက်တဲ့အချိန်မှာတော့ပလက်တယောက်တည်းပဲအိမ်မှာရှိပါပြီ။ဒါနဲ့ညီမလေးရဲ့နင်းနေအတူတူဒီမှာပဲသူနေရလေ။အဲ့တော့ကကျမရရဲ့မေတော်လေးအကိုရဲ့ကျမရရဲ့မေတော်နဲ့အတူတူကျမနေရပေါ့အပေါ်ရီပြောမနေနဲ့နေရဖို့ဆီယမကိုများမေတော်ဆိုပြီးတော့ပြောနေသေးတယ်နေရမေတော်ကဘယ်မှာလဲငေါ့ဗျအေးဟုတ်တယ်ဟုတ်တယ်ခေါ်ခေါ် ကဲမဲတော်ကြီးဘယ်ကိုသွားလိုက်တာလဲဒီလိုလောင်းပလက်အခုလိုခေါ်လိုက်တဲ့အချိန်မှာမဲတော်ကပုံစံအမှန်ကိုပြသပြီးရောက်ရှိလာခဲ့ပါတယ်။သူတို့ရဲ့ရှေးမောက်မှာမဲတော်ကိုဖုံးမြောက်ဝင်ရခဲ့ရနဲ့နဝင်းနဲ့လက်သားတို့နှစ်ယောက်လုံးကလည်းအံ့အားတင်ပြီးလှောက်ချီထားခဲ့ကြပါတယ်။အကိုအကြီးဆိုတာဖခင်တယောက်ရဲ့နေရာမှာရှိတယ်။ဒီလိုပဲရောင်မအကြီးဆိုတာကလည်းအမေတယောက်ရဲ့နေရာမှာရှိရမှာဒါရမအနေနဲ့ကရိုသားဖြောင့်မှတ်ပြီးတနာစီရကောင်းတဲ့မိန်းကလေးတယောက်ကိုဆင်းရဲဒုက္ခတွေပေးခဲ့ကြတယ်။သူ့ကိုအိမ်ကအလောက်တမတယောက်လိုမျိုးနင်တို့ထားခဲ့ကြတယ်။ တလောက်တောင်မှအပြစ်ငရေတွေလုပ်ခဲ့တဲ့အတွက်နင်တို့ကျင်းတီပေါ်ပြန်ခန်းစားရမယ်မလုပ်ပါနဲ့ကျမအမားအကြီးကြီးမှားသွားပါရဲ့ရှင်ဒါရီအားလုံးကကျမရဲ့အမားအပြစ်တွေပါကျမအခွင့်လောက်ပါရှင်ကျမရဲ့အမားတွေအားလုံးကိုကျမနားလေပါပြီကျမပြုတ်ပြင်ပါမယ်ကျမပလက်ကိုလည်းကျမရဲ့သမီးအရင်လေးတယောက်လိုမျိုးပဲစောက်ရှောက်သွားပါမယ်ပလကတကယ့်ကိုအရန်ကိုကောင်းမွန်တဲ့ကလေးတယောက်ပဲသူရဲ့ယုံကြည်ကိုးကွယ်မှုကြောင့်ကျွန်တော်တို့ဒီနေ့မေတော်ကိုဖူးမြော်ခွင့်ရသွားခဲ့ပြီဒီနောက်မေတော်ကလည်းသူတို့ကိုစုမုံကောင်းတောင်းပေးခဲ့ပါရီအရင်ကစပြီးလက်သားကလည်းမေတော်ကိုရှိခိုးပူဇော်ခဲ့ပါရီ မိသားစုနဲ့အကုန်လုံးကလည်းအတူတူပြန်လည်ပေါင်းစည်းနေထိုင်သွားခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်